ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့မြန်မာနိုင်ငံမှာတပ်ဝင်လုပ်ကမ်းမှုဖြစ်ခဲ့တဲ့စကိုင်းပြည်ရီကျော်ဖြစ်ပေါ်လာတဲ့ငလေနဲ့ပြည်ငြိမ်နေသေးတဲ့ကြောက်ကြမ်းပြည်ရီကျော်အကြောင်းပညာရှင်တို့ရဲ့သုံးသပ်ချက်တွေကိုဝေမျှပေးမှာဖြစ်ပါတယ်။ကဘာကြီးရဲ့ဒီစပုံရကျွန်တော်တို့လူသားတွေကတော့ crash လို့ခေါ်တဲ့အပေါ်လွှာမှနေထိုင်ကြတာဖြစ်ပါတယ်။အဲဒီလွှာကတော့ကီလိုမီတာ40ခန့်အတူချီပြီးတော့ပင်လယ်သမုဒ္ဒရာရဲ့အောက်မှာဆိုရင်တော့6ကီလိုမီတာအတူချီပါတယ်။ ဒေလွာရဲ့အောက်မှာတော့ကပအတွင်းပိုင်းမှာချော်ရည်တွေရှိနေပါတယ်။အောက်ခြေကြောက်ပြားတွေကတော့အဲ့ဒီချော်ရည်ပြင်ထဲမှာမျောနေတဲ့ရေခဲတုံးကြီးတွေလိုပဲဥတီချက်လာရကိုစီနဲ့ရွေးချားနေကြတာဖြစ်ပါတယ်။ဘူးဘီရာမြာချင်းရဲ့ခမန်းကျဲရလုံခဲ့တဲ့နှစ်တန်း90ရအိနီးယားကြောက်ပြားမြောက်ဘက်ကိုတဖြည်းဖြည်းရွှေ့ပြီးရွေးချားကြောက်ပြားကိုပွတ်တိုင်မိခဲ့ပါတယ်။အဲ့ဒီလိုတိုင်မိရတာကနေ အိန္ဒိယကျောက်ပြာယူရီးယားကျောက်ပြာအကိုတိုးဝင်ပြီးဟိမဝရန်တောင်တန်းတွေနဲ့မြန်မာနိုင်ငံရဲ့အနောက်ဘက်စကိုင်ယိုမာတောင်တန်းတွေကျပေါ်လာခဲ့လို့အဆိုရှိခဲ့ပါတယ်။ဒီလိုကမ္ဘာမြေကြီးအောက်ကကျောက်ပြာတွေသူတို့အချင်းချင်းထိစပ်နေရဆန့်ကျင်ဘက်ကိုယူရီးကြတဲ့အခါမှာတော့ပြည်ပြည်ကျော်တွေကျပေါ်လာပါတယ်။အဲဒီပြည်ပြည်ကျော်တွေမှာကမ္ဘာမြေရောက်ကျောက်ပြာတွေချင်းချင်းဆန့်ကျင်ဘက်ကိုယူရီးကြမယ်။ဒါမှမဟုတ်အပေါ်အောက်ပို့တိုက်ယူရီးကြမယ်။ဒါမှမဟုတ်ဦးတီဘက်တူတိုက်မိကြမယ်ဆိုရင်တော့ ထိဆက်တဲ့နေရာတွေမှာခြင်းချင်းပေါ်တိုင်မှုတွေဖြစ်လာပါတယ်။အဲဒီပေါ်တိုင်မှုတွေကနေတစ်ဆင့်စွမ်းအင်တွေတွက်ကြည့်လာကြပြီးဒီစွမ်းအင်တွေကိုအရွေးစွမ်းအင်ပြန်ထုတ်လွှတ်လိုက်တဲ့အခါမှာတော့ငလင်းတွေပြပေါ်လာကြပါတယ်။အခုကျွန်တော်တို့စီမပြပွားခဲ့တဲ့ဝမ်းနေစရာရမ်းကောင်းတဲ့ငလင်းအားလည်းအိန္ဒိယဘက်ကကြောက်ပြားနဲ့ယူရီးယားကြောက်ပြားတို့ထိဆက်နေရကပါကျော်စကိုင်းပြည်ပြည်မှာစတင်ပြည့်ခဲ့တယ်လို့လည်းသိရပါတယ်။စကိုင်းပြည်ပြည်ကျော်ဟာမြောက်ဘက်မှာတောင်ဘက်သို့တွေ့ဆန်းနေပြီးကီလိုမီတာ 1400အထိခြေလျားတဲ့ပြည်ရည်ကျော်တစ်ခုဖြစ်ပါတယ်။ဒီစကိုင်းပြည်ရည်ကျော်ကတော့လက်60တရာလေးပါမှာငလင်းနဲ့မြက်ပြပေါ်နေတဲ့တဲ့ဥပမာတာရကတွေလည်းချီနေကြပါတယ်။မြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်ခဲ့တဲ့ငလင်းကတော့7.7မဂနီတူရှိခဲ့ပြီးဒီငလင်းရဲ့ပြင်းအားတော့အနုမြူပုံ334လုံးစာလောက်ညီမျှတယ်လို့အမေရိကန်ဘုံမိဗေဒါနဲ့မီတောင်လှုပ်ရှားမှုလေးလာရေးပြခြင်း Just Philip ကငလင်းရဲ့ပြင်းအားကို ဥပမာပေးပြောကြခဲ့ပါတယ်။အဲဒီငလင်းမျိုးဟာကဘာကိုတားနဲ့လေးပြလိုက်သလိုသဘောမျိုးလည်းဖြစ်တယ်လို့သူပြောခဲ့ပါတယ်။ဒီနေရာမှာပြောချင်တာတစ်ခုကတော့ခြေပါတယ်။ငလင်းရဲ့ပြင်းအောင် mechanical scale pressure scale နဲ့တိုင်းတာပြီးအနုမျိုးဘိုးရဲ့ပြင်းအောင်တော့ TMT လို့ခေါ်တဲ့ပောက်ကွဲအားနဲ့တိုင်းတာတာပါ။ဒီ unit တစ်ခုဟာတိုင်းတာတဲ့စနစ်မတူညီတဲ့အတွက်တိုက်ရိုက်ညှိနှိုင်းလို့တော့မကြနိုင်ပါဘူးလို့အချို့ပညာရှင်တွေကပြောပါတယ်။ ငလင်းနဲ့မိသားပညာချင်း Jazz Philip ကတော့ CNN interview မှာဒီလိုပြောဆိုခဲ့တာပါပြည်နိုင်ငံတကူကတော့ Jazz Philip ကငလင်းရဲ့ထုတ်လွှင့်တဲ့စွမ်းရည်ပမာဏကိုပိုပြီးနားလည်လွယ်အောင်ဥပမာပေးပြီးပြောခဲ့တာမျိုးဖြစ်နိုင်ပါတယ်နောက်ပြီးတော့ငလင်းကြီးတွေမှာနောက်ဆက်တွဲငလင်းငယ်အသေးလေးတွေချိန်ချင်းလှုပ်ခတ်နေတဲ့သဘောကိုလည်းသူသတိပေးခဲ့ပါတယ်နှစ်ပေါင်းတရာကျော်အတွင်းမှာတော့မြန်မာနိုင်ငံမှာပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်းလည်းဖြစ်ပါတယ် အဲ့ဒီမတိုင်ခင်မြန်မာနိုင်ငံမှာပြင်းထန်ဆုံးလုကက်ခဲ့တာကတော့1930နှစ်တောင်ကျင်းကလေးမှာဖြစ်ပါတယ်။တောင်ကျင်းကလေးကတော့7.9 magnitude ကြီးခဲ့လို့သိရပါတယ်။ဒင်းကလေးကတော့စကိုင်းပြည်ကြီးဇုံနဲ့တော့မဆိုင်ပါဘူး။သူကတော့ကြောက်ကြမ်းပြည်ကြီးဇုံမှာဖြစ်ခဲ့တာပါ။ဒီကြောက်ကြမ်းပြည်ကြီးဇုံကတော့ချန်ယုံမှာတကြောက်မှာညာဘက်ဘေးလိုက်အနေထားရှိတဲ့ငလင်ကျောတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ကတစနေကလေးလောက်ကချိန်မှာလဲအဲဒီခက်ကပြင်းဦးလေးကလူတွေပြောပြချက်မှတ်တမ်းတွေကတော့မိုးချိန်တန်ကြီးလို့တန်ကြီးတွေဖြစ်ပေါ်လာပြီးစတင်လောက်ကခဲ့ရဲသိရပါဗျ။အဲဒီကဲချေကထိခိုက်ပျက်စီးမှုကိုတိကျမပြောနိုင်ခဲ့ပေမဲ့အမျိုးသားငလင်းသတင်းချက်လက်စင်တာကတော့လူ90ခန်းသေဆုံးတယ်လို့လဲမှတ်တမ်းရှိခဲ့မှုပါဗျ။ဒီကြောက်ကြမ်းပြည့်ရွေကျော်ကလည်းတနက်မှာ1.5ကီလိုမီတာနဲ့ရွေရှားနေတာဖြစ်ပါတယ်။အခုလိုပြုတ်ပေါ်နေတဲ့စကိုင်းပြည့်ရွေကျော်ငလင်းကြောင့် ကြောက်ကြံပြည့်ရရောအသက်ဝင်လာမှာကိုလည်းတချို့တွေကစိုးရိမ်နေကြပါဗါးဒါတွေကိုလည်းပညာရှင်တွေကသတိထားပြောကြတာလည်းချိန်နေပြန်ပါတယ်ကြောက်ကြံပြည့်ရရောလည်းကတောင်ကြီးအင်းလေးမှာချိန်နေပြီးကြရပြည်နယ်ထိခြေလျားတဲ့ပြည့်ရရောတစ်ခုဖြစ်ပါတယ်အဲဒီကြောက်ကြံပြည့်ရရောပေါ်မှာရှိတဲ့ဒေသတွေကတော့စကိုင်းပြည့်ရငလင်ကြောင့်မြေရောက်ရင်နေသားတွေပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်ဂယုပြုနေထိုင်ကြဖို့လည်းတိုက်တွန်းထားကြပါတယ်ငလင်ဆိုတာတော့မြေသူမကြိုရင်တိတိကျကျ ခမန်းတည်နိုင်တဲ့အရာမဟုတ်ပါဘူး။ငလင်းဝင်ကြိုတင်မှန်းစတဲ့ခမန်းချက်တွေကတော့တမိုင်းမှာမျိုးမျိုးရှိခဲ့ပါတယ်။ခမန်းချက်တွေမှန်ကန်ခဲ့တာလဲတမိုင်းမှာရှိခဲ့မှုပါတယ်။ငလင်းရဲ့သဘောတရားအရာကတော့2ပေါင်90နဲ့တရားအတွင်းမှာပြန်လည်လှုပ်ခတ်လာနိုင်တာတော့တတိပေးထားတာဖြစ်ပါတယ်။ဒီကြောက်ကြံပြည့်ရွှေ့ရလဲတတန်းကြစီစွာတပြေးပြေးရွေ့နေတဲ့အတွက်ငလင်းဖြစ်နိုင်ခြင်းစူးဆောင်းအားတွေများလာနိုင်ပါတယ်။ဒီတချက်ခမန်းမှုကတော့အရင်ကွင်းစင်း အခြေလက်တွေပေါ်မူတည်ပြီးအခြေခံထားတာလို့သိရပါတယ်။ဒါမဲ့ငလင်းတွေကိုအတိအကျပြောနိုင်မှုတော့ခက်ခဲပါတယ်။ဒါမဲ့ကျွန်တော်တို့တကူသတိထားမှာလူတွေရဲ့သတိစံသတ္တဝါတွေကငလင်းလောက်ကတော့မယ်ဆိုတာကိုကြိုတင်ပြီးခန်းစားမိနိုင်ကြပါတယ်။သတိစံတွေကလူတွေအတွက်အကြအာယုံအနံ့အာယုံနဲ့တုံ့ကာမှုတစ်သေးလေးကိုခန်းစားတတ်တဲ့ဒူးစမ်းတဲ့အနံ့တွေကိုခန်းစားနိုင်ဆုံးခြေကြပါတယ်။ ။သတိစံတွေရဲ့အပြုမူပြောင်းလဲမှုအားရာသီဥတုနဲ့အခြားသောသဘောဝပြဿနာကိုခံမှန်းနိုင်ပါတယ်။ခွေးရီအကြောင်းတွေဟာငလင်လုံမလာခင်မှာပထမအောင်ဆုံးထွက်လာတဲ့မိသိန်းတန်းငွေတွေကိုယဉ်ချူဆိုင်မိကြပါတယ်။တမိုင်းတစ်ချောင်းမှာတော့ငလင်မလုတ်ခင်ခွေးရီဥရာမျိုးကြောင်းတွေထူးဆန်းစွာပြုမူတာမျိုးနဲ့လက်တေကျဲလောင်စွာဝဲတာမျိုးအားရရုတ်တရက်ခြေပေါ်အဆုလိုက်ပြုံလိုက်ရေမျက်နှာပြင်ပေါ်တက်လာတာမျိုးစားတဲ့ဖြစ်ရပ်တွေတော့သူတွေတွေ့ရှိခဲ့ကြပါဗျာ ပြီးတော့မွေရီကလည်းလလင်ကို၃ရက်လောက်ထိကြိုတင်ခံမှန်းတည်နိုင်ပါတယ်။မွေရီအများကြီးထွက်လာကြပြီဆိုတော့ရာသီဥတုပြောင်းလဲမှုနဲ့လလင်ကိုသတိထားရပါမယ်။ဒါတွေကတော့တေချာသူတည်သနာပြုလုပ်ထားတာမဟုတ်ပေမဲ့လည်းကျွန်တော်တို့သတိထားရမယ့်အချက်လက်တွေထဲမှာပါဝင်ပါတယ်။လလင်တစ်ပိုင်းမှာလည်းဒါမျိုးတွေချိနေခဲ့ပြီးလူတွေကိုချွေးပြောင်းစေနိုင်ခဲ့ပြီးအသေးအပြောက်အနည်းဆုံးပြတ်ခဲ့တဲ့အဖြစ်အပျက်တွေလည်းကဘာမှာရှိနေခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့စကိုင်းပြည်ရေးကျော်တက်ဝင်လှုပ်ရှားမှုကြောင့်ချမ်းပြည်နယ်နဲ့ကြရပြည်နယ်အထိရေလျားတဲ့ကြောက်ကြံပြည်ရေးကျော်ဟာလှုပ်ရှားလာနိုင်သလားဆိုတာပညာရှင်တွေရဲ့ခံမှန်းချက်ကိုဖွေမြပေးတာပါဒီကြောက်ကြံပြည်ရေးကျော်ဟာလည်းနောက်ဆုံးတစ်ကြိမ်လှုပ်ခတ်ခဲ့တာ200ကျော်နေဖြစ်တဲ့အတွက်သတိထားကြောင်းပညာရှင်တွေကပြောကြတာပါဆိုရင်စိတ်မများပဲသတိထားဖို့သာတိုက်တွန်းချင်ပါတယ်